အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါဒီနေ့မှာကျောင်းမိတ်ဆွေများအတွက်ကျွန်တော်တက်တော့ခန့်နမိတ်ကြည့်ပေးမှာဖြစ်ပါတယ်ဒီနေ့မှာတော့ Yahoo တာမီအတွက်ပါအချစ်ရဲ့အိမ်တော်ရေးစီးပွားရေးငွေကြေးလောက်ကန်ပညာရေးတာမီကန်စုံလျောင်းလေးကျွန်တော်ကြည့်ပေးမယ်ပြီးရင်ဘီရဲ့နောက်မှာကြော်ကြဲတရားလေးလေးပေးမယ်ဒီကြဲတရားလောက်ထားမယ်ဆိုရင်ဒီဆက်တလပိုင်းမှာ Yahoo တာမီအတွက်အိမ်တော်ရေးကန်စီးပွားရေးကန်ငွေကြေးကန်တွေကောင်းမွန်လာမှာဖြစ်ပါတယ်ကြဲတရားအဖျားလောက်ပေးပါလို့ကျွန်တော်ကကြံပြချင်ပါတယ် ကျွန်မစီရီကိုကျွန်တော်ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်အခုညတစ်ခုတောင်းချင်ပါတယ်ကိုလိုမျိုးပဲရာဟုသားမီးတွေမြင်တွေ့ရအောင် like share follow လုပ်ဖို့မမေ့ပါနဲ့ခင်ဗျာအဲမိတ်ဆွေတို့ share တစ်ချက်ကသူတို့မြင်တွေ့တော့သူတို့ကအခက်ခဲတွေဖြစ်နေတယ်ဆိုရင်မိတ်ဆွေတွေကြောင့်လည်းခက်တူကုလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုမြင်တာနဲ့ share လုပ်ဖို့လုံးဝလုံးဝမေ့ပါနဲ့ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့တူလက်ကြည့်ကြမယ်ခင်ဗျာကဲစသဖြင့်ပိုင်းမှာရာဟုသားတွေအတွက်ကံကောင်းနေလားကံဆုပ်နေလားနှစ်ခုနေမေ့ရင်ကောင်းအားက 80လောက်ရှိနေပါတယ်သတိထားရမှာ20လောက်ရှိတယ်ဘာတွေကကောင်းနေတာလဲဘာတွေသတိထားရမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံအရန်ကောင်းပါတယ်ငွေနဲ့ပတ်သက်ပြီးတော့နော်ကိုကဝင်လာဖို့ရှိပါတယ်ငွေကြေးတွေဝင်လာတာမျိုးရစားရှိတဲ့ငွေတွေနော်ပေးစရာရှိတဲ့ငွေတွေပေးနိုင်တာမျိုးရစားရှိတဲ့ငွေတွေရတာမျိုးတွေဂျုံတွေ့နိုင်နေအရန်ကောင်းတာကကံနဲ့ပတ်သက်ပြီးတော့ ဝင်လာနိုင်ပါတယ်။အချိန်တော့ကျွန်တော်ကျမအဆင်မပြေဘူး။ငွေနဲ့ပတ်သက်အရန်ကြက်တဲတယ်။အရန်ခက်ခဲတဲ့သူတွေရှိတယ်ဆိုရင်တေချာတာတစ်ခုကဒီ17လပိုင်းမှာ Yahoo သားမိတွေငွေချင်းနဲ့ပတ်သက်ပြီးတော့စနစ်စရာတွေပေပြောက်ပြီးတော့ ကောင်းသောအရာလေးတွေကိုယ့်စီကိုရောက်လာမှဖြစ်တယ်စိတ်ချမ်းသာစရာတွေကိုယ့်စီကိုရောက်လာမှဖြစ်ပါဒါကြောင့်မို့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကအရန်ကောင်းနေပါတယ်ဒုတိယတစ်ချက်ကောင်းနေတာကမိတ်ဆွေကံနဲ့ပတ်သက်တာကိုအစင်မပြေလို့ပဲဖြစ်ဖြစ်ကိုအကူအညီလို့ပဲဖြစ်ဖြစ်ပါကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေအကူအညီတောင်းမယ်ဆိုရင်အလွယ်တကူအကူအညီရတာမျိုးတွေသူတို့တဲ့ကြောင့်ကို့မှာဆင်ပြေသွားတာမျိုးတွေကြုံတွေ့နိုင်ပါတယ်နောက်တစ်ချက်ကောင်းနေတာကကိုယ့်တငယ်ချင်းကကို့မှာငွေတွေချီတာတွေငှားတာတွေကိုကအာမခံထားတယ်သူကမပေးဘူး เนาะ तू อ่ะช่างနေတယ်ပြေးနေတယ်ဆိုရင်လည်းမချာခင်မှာဆက်တွယ်လာတာမျိုးမချာခင်မှာကိုယ့်ရဲ့စေနာလို့နားလည်ပြီးတော့ပြန်ပေးတာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်အရင်တော့ဘလောက်ပဲညံ့ခဲ့ညံ့ခဲ့အခုနောက်ပိုင်းကောင်းလာတော့မယ်ဆိုတဲ့နာမည်တစ်ခုရှိတယ်။အခုလိထားရမှာကမိတာဆိုရင်လည်းပတ်သက်တော့ကိုကကိုမိတာစုပေါ်မှာဘလောက်ပဲအနစ်နာခံခံဘလောက်ပဲအနှွန်တာခံခံ သူတို့တော့ကိုဘလောက်ပဲပေးဆက်ခဲ့ပေးဆက်ခဲ့ကိုတစ်ချိန်တစ်ခါလောက်သူတို့ပေါ်မှာအမားလေးလုံမိတာပဲဖြစ်ဖြစ်သူတို့ပေါ်မှာတစ်ချိန်တစ်ခါလောက်တော့မကောင်းမိတာနဲ့ကိုကတက်လို့မကောင်းဘူးလို့ထင်တတ်ကြပါတယ်။ဒါကြောင့်မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုကျွန်နေနဲ့အကြံပြုရမယ်ဆိုတိတ်တော့မကောင်းဘူး။ကိုဘက်ချမ်းကအတန်နိုင်ဆုံးမြေတားထားပါစေနာထားပါကိုရဲ့စေနာမြေတားတွေဒီနေ့ပြန်ပြီးတော့နားလေလာမယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ်။ဒါကြောင့်မို့အတန်နိုင်ဆုံးတင်ကြီးခံပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်။ အိမ်ချမ်းပြင်းနဲ့ပတ်သက်တော့ရန်ကောင်းပါတယ်အိမ်ဝယ်မလားအိမ်ရောက်မလားအဆင်ပြေပါတယ်အကျိုးပေးပါတယ်တခုတိထားရမှာကစာချုပ်စာတမ်းနဲ့ပတ်သက်ပြီးတော့သူပြုဆိုင်ပါအမားယူနေပြည့်ပြီးတော့တက်လာလို့ရင်ဆိုင်ရတတ်ပါတယ်ဒီတစ်ချက်တော့သူပြုဆိုင်ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်လူငယ်တွေရန်တိချင်တဲ့အခြေအနေပတ်သက်တာအရန်ကောင်းပါတယ်မမျော်လင့်ပဲအိမ်အောင်ကြတာမျိုးတွေကြုံတွေ့နိုင်နေပြီးတော့ရင်ကိုယ့်ရဲ့ကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ကအဆင်မပြေလို့ပဲဖြစ်ဖြစ်နားလည်မှုလွင်တာဖြစ်ဖြစ် တချက်ချက်ဖြစ်နေတာပဲဖြစ်မကြခင်မှာစင်ပြေတော့မယ်မကြခင်မှာနားလည်မှုရတော့မယ်ဆိုတဲ့နာမည်တစ်ခုမှရှိတယ်။ဒါကြောင့်မို့เนาะအချီရင်နဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတယ်လာတလာဖြစ်ပါလေအရန်ကန်ကောင်းနေတယ်လာတလာဖြစ်ပါလေကိုချစ်ကြိုက်တဲ့သူနဲ့လည်းစုံစည်းရမယ်လာတလာလည်းဖြစ်ပါလေခင်ဗျာဒုတိယချက်ကောင်းနေတာကကိုကမျက်နှာအကြည်ဓာတ်လေးတွေရနေတာမျိုးကဲကျွန်တော်လို့ပေါ့เนาะမျက်နှာမြင်တာနဲ့ချစ်တယ်ခင်တယ်เนาะပြီးွားရင်တနာတယ်ဆိုတဲ့မျက်နှာပိုင်းစင်မျိုးကိုဒါရရှိနေတယ်လာတလာဖြစ်ပါလေ စတာเนาะဒါကြောင့်မို့ကိုယ့်ရဲ့မျက်နှာကလည်းလူတွေမျက်နှာနဲ့ချစ်ခင်တာမျိုးကိုယ့်နှစ်သက်တာမျိုးကိုယ့်သဘောကျတာမျိုးတွေဂျုံတွေ့နိုင်ပါတယ်စတယ်ဆိုတော့ကျွန်တော်ကိုကျွန်တော်မျှောက်ပြောတာကိုစတာเนาะအခုပြောနေတာကစနေတာတော့မဟုတ်ဘူးအတီးပြောနေတာပါခင်ဗျာနောက်တစ်ချက်အိမ်တော်ရေးနဲ့ပတ်သက်မယ်ဆိုအထူးတတိထားရမှာကအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့နားလည်မှုလွဲတာတွေကိုယ့်ရဲ့ကိုယ့်အိမ်တော်ဘက်နဲ့ကိုယ်နဲ့ကအဆင်ပြေနေတယ်အော်ခေနေတယ်ဘေးအားလူတွေဝင်လာပြီးတော့ကိုယ့်ရဲ့အိမ်တော်ရေးတွေထိခိုက်တတ်ပါတယ်အထူးတတိထားရမှာက ကိုယ့်ရဲ့မိသားစုရင်းနဲ့ပတ်သက်ပြီးတော့အိမ်အောင်ရေးတွေထိခိုက်တတ်ပါတယ်။ဒါကြောင့်မို့ကိုယ့်ရဲ့အိမ်အောင်ဘက်ပေါ်မှာလည်းအသက်နိုင်ဆုံးဒီစက်တလပိုင်းမှာအနုနာခံပါတင်းကြီးခံပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။အရန်ကောင်းတာတစ်ခုကကျမ်းမာရေးနဲ့ပတ်သက်တာကျမရေးညံ့နေတဲ့သူတွေကျမရေးအဆင်မပြေတဲ့သူတွေနော်အနာနဲ့စိတ်နဲ့မတည့်တဲ့သူတွေနော်ဘာဖြစ်လို့ဖြစ်နေမှန်းမသိတဲ့သူတွေကလည်းကျမရေးတွေကောင်းမွန်လာတာမျိုးတွေ နော်ကျမ်းမာရေးတွေတက်တာပြောင်းခင်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်ကျမ်းမာရေးနဲ့ပတ်သက်မဲ့ဆိုရင်တော့ညံ့နေတဲ့သူတွေရှိရင်မချခင်မှာကောင်းတော့မယ်ဆိုတဲ့နာမည်တစ်ခုရှိတယ်။ Yahoo သားသမီးဖေဖေမေမေနေနဲ့ကို့မှာသားလဲမွေးထားတဲ့သမီးလဲမွေးထားတဲ့ဆိုရင်အကျိုးပေးပါတယ်။ကို့ရဲ့သားသမီးတွေကပြောဆိုရခက်နေတယ်၊စုံမာရခက်နေတယ်၊သူတို့လှုပ်ချင်တာပဲလှုပ်နေ၊သူတို့ရောက်ကို့မှာတောကတွေများနေတယ်။ Yahoo သားသမီးဖေဖေမေမေတွေရှိတယ်ဆိုရင်ဒီလိုဆက်သလပိုင်းမှာကို့ရဲ့သားသမီးကိုပြောဆိုစုံမာကြည့်ပါ။ ကိုယ့်ရဲ့စကားတွေကိုအလွယ်တကူနားထောင်တာမျိုးအလွယ်တကူလက်ခံတာမျိုးကိုစုံမရင်သူကလက်ခံတာမျိုးတွေကြုံတွေ့နိုင်ပါလေဒါကြောင့်မို့တာမီကန်ကအရန်ကောင်းနေပါတယ်တာမီမရတဲ့သူတွေတာမီမရှိတဲ့သူတွေကလည်းလိုချင်တဲ့သူတွေရှိတယ်ဆိုရင်ဒီဆက်ရပိုင်းမှာတေချာပေါက်တာမီရရှိကြမျိုးတွေကြုံတွေ့နိုင်ပါတယ် လူငယ်တွေအနေနဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့เนาะဆရာကောင်းတမားကောင်းပြီးတော့တငယ်ချင်းအထောက်ပံ့တွေရှိတယ်မိသားစုရေးနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ပညာရေးထောက်နေတာမျိုးအဆင်ပြေတာမျိုးเนาะမိသားစုရေးအဆင်မပြေလို့ကိုယ့်ရဲ့ပညာရေးထိခိုက်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်ဒါကြောင့်မို့ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်မိသားစုရေးကိုအထူးပြုဆိုင်ပါเนาะစိတ်ဆုပ်စရာတွေစိတ်ညစ်စရာတွေခဏမေ့ထားပြီးတော့ကိုယ့်ရဲ့ပညာရေးကိုပဲအာရုံစိုက်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ဘာသာတရားနဲ့ပတ်သက်တော့ရန်အားကောင်းပါတယ်ခင်ဗျာဘာသာတရားနဲ့ပတ်သက်ပြီးတော့ နော်ကုလိုကောင်းမှုလေးတွေများများလုပ်ပေးပါနော်လှူပါတန်းပါနော်တန်ခါတော်တွေဆွန်းလောင်းပါအရန်ကောင်းပါတယ်ဘာသာတရားများများလုပ်လေကိုယ့်ရဲ့စီးပွားရေးတွေငွေကြေးလောက်တိုင်းတွေအဆင်ပြေလေးလေးဖြစ်တယ်ဒါကြောင့်မို့ဘာသာတရားကိုများများလုပ်ပြီးပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ now the chat နော်တတိထားရနည်းနည်းလေးတော့ရှိတယ်အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်ဒီစစ်စစ်ကပိုင်းမှာတော့မစတင်ပါနဲ့နော်အလုပ်တွေမပြောင်းပါနဲ့မဆွေးပါနဲ့ဘာချောက်တယ်လို့ပြောရရဲဆိုတော့လောက်လို့မရဘူးလားမေးတော့ရတယ်ဒါပေမဲ့ အပိတ်ဖင်းတွေအသားစီးတွေအဟန့်သားတွေအပြိုင်ဆိုင်တွေများပြီးတော့ကိုယ်မှာစိတ်ညစ်စရာတွေစိတ်ဆုပ်စရာတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့လောက်ကန်စီးပွားရေးနဲ့ပတ်သက်လို့ဆိုရင်ငြိမ်လေးပဲနေသေးတယ်။ကိုကဂယုမဆိုင်ဘူးเนาะအားလုံးကိုကြော်ဖြတ်နိုင်တယ်နော်ကိုကရဲတဲ့သူတရားဆိုရင်တော့လောက်ကိုင်းပါစတင်ပါလို့ပဲကျွန်တော်ကြံတုချင်တယ်ကိုကပြန်ဆိုင်မှုတွေကိုအပိတ်ပင်အသားစီးကိုကြော်ဖြတ်နိုင်တယ်နော်ကြော်ဖြတ်ချင်တယ်နော်ဂယုမဆိုင်ဘူးဆိုရင်တော့လောက်ပါအဲ့လိုမျိုးလောက်မယ်ဆိုရင်အောင်မြင်မယ်ဆိုရင်လေတခြားလောက်တဲ့ဒင်းငါးဆယ်စားလောက် ပို့ပြီးတော့အောင်မြင်တတ်ပါတယ်။ဒါကြောင့်ကိုကရဲတဲ့ဆိုရင်တော့လှုပ်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။နောက်တစ်ချက်ကောင်းနေတာကကံနဲ့ပတ်သက်ပြီးတော့ရန်ကောင်းပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်တယ်။ကံနဲ့ပတ်သက်ပြီးတော့ကံဆန်းချင်တယ်ဆိုရင်တော့ကိုးပါရဲ့နံပါတ်တွေနှစ်ပါရဲ့နံပါတ်တွေကအကျိုးပေးပါတယ်။ကိုးနဲ့နှစ်ကဏ္ဍကိုကိုကအာဆန်းပြီးတော့ကံဆန်းကြည့်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။ကံကောင်းနေတဲ့အရာကမိကိုးရောင်နဲ့ တိုင်ပြရောင်အကန်ကောင်းပါတယ်အရေးကြီးတဲ့ကိစ္စတွေပြောဆိုတာပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စတွေလောက်ကင်တာပဲဖြစ်ဒီအရောင်တွေကိုဝတ်ဆင်ချင်အောင်ဖြစ်ကန်ကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ဒီလိုရောင်လေးတွေကိုဝတ်ဆင်ပေးပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်အထူးသတိထားရမှာကခီဝေးသွားတာတွေခီးထွက်တာတွေအထူးပြုဆိုင်ပါခင်ဗျာခီးဝေးတွေမသွားသေးဘူးခီးတွေမထွက်သေးတဲ့ကာလကူမှာရှိတယ်ဖတ်မယ်သွားမယ်ဆိုရင်ဖျားတရားကိုတေချာလေးလောက်နာမတိလာခံယူမှသွားပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်နောက်တစ်ချက်သတိထားရမှာကဒီစက်တလပိုင်းမှာ ကိုကအယဟန်ဆင်ပြေပြီးတော့နော်ကိုကိုမနာလိုတဲ့လူတို့ကမမြင်နိုင်တော့လောကီပညာနဲ့ပြုစားတာတွေနှောက်ဆက်တာတွေလည်းကြုံတွေ့နိုင်ပါတယ်ကိုကစေခန်းစေုံသွားလည်းမပြောက်ဘူးနော်ဘာဖြစ်လို့ဖြစ်နေမှန်းလည်းမသိဘူးနော်စိတ်နဲ့လူနဲ့မကပ်ဘူးနော်အသက်ဆူကကြက်နေတယ်ဆိုရင်နော်နီးဆက်ရဆရာတွေမှာစစ်ဆေးကြည့်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ကျွန်တော်ကိုလာပြီးဆက်သွယ်ပြီးစစ်ဆေးမယ်ဆိုရင်ရတယ်အခမဲ့ပဲဘာပူဇော်ခမှာပေးဆရာမလို့ပါဘူးခင်ဗျာ ်ကဲကျုံမိတ်ဆွေတွေကိုကျွန်တော်ရေတရားလေးပြမယ်ဒီရေတရားကိုလှုပ်လိုက်ချင်အောင်ပြကံကောင်းမှုတွေရရှိမှာဖြစ်တော့ကြောင့်မို့ရေတရားကိုဖြစ်အောင်လုပ်ပြပါခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့တူတူလိုက်ကြည့်ကြမယ်ခင်ဗျာကဲရေတရားလိုက်လို့ကြမယ်နော်ရာဟုသားမိတွဲခြေရမယ့်ရေတရားကမခက်ပါဘူးအရန်လွယ်ကူပါလေခြေရမယ့်ရေတရားကအုံညို့၆ညို့နဲ့ကြံညို့၂ညို့ကိုပေါင်းစည်းပြီးတော့ကိုနေတဲ့အိမ်တော်၎င်းနိစ္စရာဖရားတွေမှာနော်လှူဒန်းပေးပါဒုတိယတစ်ခုကပေတံတလက်ကိုအဆောင်နေနဲ့ဆောင်းနာရမှာဖြစ်ပါတယ် ကိုယ့်ရဲ့ဘဲအိတ်တော်လည်းကောင်းကြိုးပုတ်အိတ်တော်လည်းကောင်းအိတ်ထဲမှာဆောင်ထားခြင်းအပြင်တော့ငွေဝင်နာမျိုးလက်ဆွေနာမျိုးတွေဖြစ်နိုင်ပါတယ်ဒီရတရားတစ်ခုကိုလောက်လိုက်ခြင်းအပြင်ဒီစက်တလပိုင်းမှာယာဟုသားတွေတွေကံကောင်းမှုတွေတွေကုစီကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒီရတရားနှမျိုးဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ကျောင်းမိတ်ဆွေတွေကိုကျွန်တော်ဗီဒီယိုလေးအဆုံးမတက်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်ဒီဗီဒီယိုမျက်နှာနဲ့ like share follow နှိပ်ဖို့လောကလောကမေးပါတယ်ခင်ဗျာကိုလိုမျိုးပဲအခက်အခဲတွေအကျင့်တွေရင်ဆိုင်နေရတဲ့သူတွေရှိတယ်ဆိုရင် ီဗီယိုမြင်လို့အဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေရဲ့ညောင်းကဖတ်သူကုလို့ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီဗီယိုမြင်တာနဲ့ like share ပို့လောက်လုပ်ပေးပါကျွန်တော်မြတ်သားရက်ခံချင်ပါတယ်။ကြောင့်မိတ်ဆွေတွေနှစ်အစနှစ်အစုံကောင်းတော်နမိတ်ကောင်းတော်သိကောင်းတော်ငွေကြီးနဲ့ကောင်းတော်ချစ်သူဘွားတွေနဲ့ပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာ။နောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်။ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ။